င်္ဂလာပါရှင်။ကဘာလိုက်နိုင်ရာရီစီစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့သမိုင်းရဆိုရင်ကြီးပါပြီ။ရှေးဟောင်းစင်လာရီနဲ့ခေတ်သစ်ဘဝကိုပေါင်းဆက်ထားတဲ့နိုင်ငံတစ်ခုပြည့်ရည်တည်နေတဲ့အင်္ဂလန်နိုင်ငံရဲ့အကြောင်းကိုဒါယာရီကနေမျှဝေပေးသွားမှာဖြစ်ပါတယ်။ အင်္ဂလာဆိုလို့ရှိရင်တော့ဥရောပတိုင်းအနောက်မြောက်ဘက်မှာရှိတဲ့ Great Britain ကျွန်းရဲ့တောင်ဘက်ခြမ်းကိုအများစုပါဝင်ပါတယ်။သူနဲ့ထိစပ်နေတဲ့နယ်မြေတွေကတော့မြောက်ဘက်မှာ Scotland အနောက်ဘက်မှာဝေလနယ်တို့ဖြစ်ပြီးတော့အရှေ့ဘက်မှာမြောက်ပင်လယ်အရှေ့တောင်ဘက်မှာအင်္ဂလိပ်ရေလက်ကြတောင်ဘက်မှာ Celtic ပင်လယ်နဲ့အနောက်ဘက်မှာ Irish ပင်လယ်တို့ကဝန်းရံထားပါတယ်။အင်္ဂလန်နိုင်ငံရဲ့စုစုပေါင်းဧရိယာက9300 square mile ရှိပါတယ်။ ဒါကတော့ Great Britain ကျွန်းရဲ့ဧရိယာအများစုကိုလွှမ်းခြုံထားတာပါ။အင်္ဂလန်ကအခြားနိုင်ငံတွေနဲ့မတူတဲ့အချက်ရှိပါသေးတယ်။အဲဒါကတော့အင်္ဂလန်နိုင်ငံဟာပြည်နယ် state တွေနဲ့ဖွဲ့စည်းထားတာမဟုတ်ပါဘူး။ခရိုင်တွေ county တွေနဲ့ဖွဲ့စည်းထားတာပါ။အုပ်ချုပ်မှုပုံစံပေါ်မူတည်ပြီးတော့ခရိုင်တွေကိုလည်းမျိုးစားခွဲခြားထားပါသေးတယ်။လက်ရှိမှာတော့ခရိုင်ပေါင်း48ခုရှိပါတယ်။ဒီခရိုင်တွေတဲကအချို့ကမြို့ပြအခြေပြုခရိုင်တွေဖြစ်ပြီးတော့အချို့ကတော့ကျေးလက်အခြေပြုခရိုင်တွေပဲဖြစ်ပါတယ် အင်္ဂလန်ဟာနိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့လည်းဗြိတိန်နိုင်ငံရဲ့အဓိကအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့ရဲ့အုပ်ချုပ်မှုပုံစံကဗြိတိန်နိုင်ငံရဲ့အုပ်ချုပ်မှုပုံစံနဲ့တိုက်ရိုက်ဆက်ဆက်နေရပါအဓိကအဖြစ်တော့အင်္ဂလန်ဟာဒီမိုကရေစီစနစ်နဲ့အခြေခံဘုရင်စနစ် constitutional monarchy ကိုကျင့်သုံးတဲ့နိုင်ငံမှာအင်္ဂလန်မှာအသီးခြားလွတ်လပ်တဲ့အစိုးရမရှိပါဘူးဗြိတိန်ပါလီမန်ကနေတိုက်ရိုက်အုပ်ချုပ်တာပဲဖြစ်ပါတယ်အင်္ဂလန်နိုင်ငံဟာမြောက်လက်တီကျူး50ဒီဂရီမှ56ဒီဂရီအကြားနဲ့ အနောက်လောင်ကြီးကျု6ဒီဂရီမှာအရှေ့လောင်ကြီးကျု2ဒီဂရီကြားမှာတည်ရှိပါတယ်။အင်္ဂလန်ရဲ့ Greenwich လန်ဒန်မှာရှိတဲ့ Royal Observatory ကကမ္ဘာအချိန်ဆုံးတွေရဲ့အဓိကအခြေခံဖြစ်တဲ့3ဒီဂရီလောင်ကြီးကျု Prime Meridian ကိုဖြတ်သန်းသွားပါတယ်။ဒါကြောင့် Greenwich Mean GMT ဆိုပြီးတော့ကမ္ဘာစံတော်ချိန်ကိုသတ်မှတ်ထားတာဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံဆိုတာနဲ့တွဲမြင်တတ်တာကတော့ဘောလုံးအကစားပါ။ ကမ္ဘာကျော်ကြားဆုံးအားကစားနည်းဖြစ်တဲ့ဘောလုံးအားကစားကို အင်္ဂလန်ကစတင်တီထွင်ခဲ့တာပါ။စီမင်းစည်းကမ်းတွေကိုလည်းစနစ်တကျရေးဆွဲခဲ့ပါတယ်။ဘောလုံးအားကစားအစားအင်္ဂလန်ကလို့ဆိုနိုင်ပါတယ်။အင်္ဂလန်နိုင်ငံမှာဆိုလို့ရှိရင်တော့တရက်ထဲမှာကိုပဲရာသီဥတုအမျိုးမျိုးပြောင်းလဲတတာကလည်းတကယ့်ကိုထူးခြားတာပါ။ဒါကြောင့်လေ if you don't like the weather just wait a minute ဆိုပြီးတော့မိုးလေဝသကိုမကြိုက်ဘူးဆိုရင်10မိနစ်လောက်ဆောင်းလိုက်ဆိုရင်စကားပုံနောက်ရှိပါတယ်။ အင်္ဂလန်နိုင်ငံရဲ့မြေမျက်နှာသွင်းပြီးကမြောက်ပိုင်းကတောင်ပိုင်းမှာတည်တည်တတ်တတ်ကြွေးပြပါတယ်။တောင်ပတ်နဲ့အရှိတောင်ပတ်မှာရှိတဲ့ဒေသတွေကအများအားဖြင့်လွင်ပြင်တွေတောင်ကုန်းငယ်တွေနဲ့ပြည့်နေနေပြီးတော့စိုက်ပျိုးရေးအတွက်အလွန်ကောင်းမွန်ပါတယ်။လန်ဒန်မြို့လိုမြို့ကြီးပြည်တွေကဒီဒေသမှာတည်ရှိပါတယ်။မြောက်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေကတော့တောင်တန်းတွေနဲ့တောင်ကုန်းတွေပိုများပါတယ်။ပန်တိုင်းတောင်တန်းကတော့အင်္ဂလန်နိုင်ငံရဲ့ကြောရိုးလို့တင်စားရလောက်မြောက်ပိုင်းကနေလယ်ပိုင်းထိရှည်လျားစွာတည်ရှိနေပါတယ်။ ladies တွေလို့လာပါတဲ့ကံတွေနဲ့ပြည့်နှက်နေတဲ့ဒေသတွေကလည်းမြောက်ပိုင်းမှာပဲတည်ရှိပါတယ်။အင်္ဂလန်ရဲ့ပထဝီဝင်ကခွေးပြားချနာတဲ့လွင်ပြင်တွေတောင်တန်းတွေကမ်းရိုးတန်းတွေကိုပိုင်ဆိုင်ထားတဲ့အတွက်ဒေသတစ်ခုနဲ့တစ်ခုပထဝီဝင်အနေအထားမတူညီတာကိုလည်းတွေ့ရပါတယ်။အင်္ဂလန်နိုင်ငံမှာနေထိုင်သူပေါင်း56.5သန်းခန့်ရှိပါတယ်။ ဒါဗြိတိန်နိုင်ငံ United Kingdom တစ်ခုလုံးရဲ့စုစုပေါင်းလူကြီးရဲ့84ရာခိုင်နှုန်းလောက်ရှိပါတယ်။အင်္ဂလန်နိုင်ငံဟာနှစ်ပေါင်းများစွာတွင်ကကမ္ဘာအနှံ့ပြားကနေလာရောက်ချေချတဲ့လူမျိုးပေါင်းစုံကိုလက်ခံခဲ့ပါတယ်။ဒီလူမျိုးစုံတို့ကသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုဘာသာစကားအစားအသောက်နဲ့ဓလေ့ထုံးစံတွေကိုလည်းယူဆောင်လာခဲ့ကြပါတယ်။ ဒါကြောင့်အင်္ဂလန်ရဲ့လူမျိုးစုံတရှိနေတဲ့အခြေအနေကို slab bow လို့တင်စားခေါ်ဝါတာရှိပါတယ်။ slab bow ဆိုတာကတော့လူမျိုးအသီးသီးကတစုတစီနဲ့နေထိုင်ကြပေမဲ့သူတို့ရဲ့မူရင်းယဉ်ကျေးမှုတွေကိုဆက်လက်ထိန်းသိမ်းထားပြီးပေါင်းစပ်တဲ့အခါမှာတော့သူ့ရောင်သူ့ရတာနဲ့သူမပြောက်ပြက်ပဲပုံမိုးစုံလင်လာတယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံရဲ့တမိုင်းတွေကအထင်ကြီးဖြစ်ရဖြစ်ခဲ့တဲ့1066ခုနှစ်မှာပြင်သစ်မြောက်ပိုင်းကနော်မန်မင်းသား ဝီလီယမ်သက်ခွန်ကာရာဦးဆောင်ပြီးတော့တပ်ဖွဲ့တွေကအင်္ဂလန်ကိုကျူးကျော်ခဲ့ပြီးဟေးစတင်တိုက်ပွဲမှာအနိုင်ရခဲ့ပါတယ်။ဒီဖြစ်ရပ်ကအင်္ဂလန်နိုင်ငံရဲ့နိုင်ငံရေးဘာသာစကားယဉ်ကျေးမှုနဲ့လူမှုရေးစနစ်ကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ဒီလိုနဲ့အင်္ဂလိပ်ဘာသာစကားတွေကိုပြင်သစ်စကားလုံးတွေအများအပြားဝင်ရောက်လာခဲ့ပါတယ်။ပြည်ပိုင်ဆိုင်မှုစနစ်နဲ့ခရိုင်အုပ်ချုပ်ရေးစနစ်တွေပါပြောင်းလဲသွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့သမိုင်းဝင် ကပ်ဘေးတစ်ခုဖြစ်ခဲ့တဲ့14ရာစုအလယ်ပိုင်းတွင်က Black Death ကဥရောပအာရှနဲ့မြောက်အာဖရိကဒေသတွေကို အကြီးကျယ်ပြန့်နှံ့ခဲ့တဲ့ပလေယောဂါကပ်ဆိုးကြီးပဲဖြစ်ပါတယ်။ဒီယောဂါကို Bresnia pesti လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီးတော့ကြွက်တွေနဲ့ ကျက်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့တန်းတွေကနေလူတွေကိုကူးဆက်ခဲ့တာပါ။အာရှတိုင်းမှာစတင်ဖြစ်ပွားခဲ့လို့ယူဆရပြီးတော့ကုံတွေလမ်းကြောင်းတွေအထူးသဖြင့်ပိုးလမ်းမကနေတစဉ်ခရီးသွားရင်းနဲ့ကုံတွေနဲ့တူဥရောပကိုရောက်ရှိလာခဲ့တာပါ။ဥရောပတခွင်မှာကတ်ယောဂဆိုကြီးဖြစ်ခဲ့တဲ့ဘလက်ဒက်ကအင်္ဂလန်ကိုလည်းရောက်ရှိခဲ့ပြီးတော့လူဝိရဲ့တဝက်နီပါကိုတည်ဆုံစေခဲ့ပါတယ်။ဒီဖြစ်ရကြောင်းစီးပွားရေးနဲ့လူမှုရေးစနစ်တွေလုံးဝပြောင်းလဲသွားခဲ့ပြီးတော့အလုတ္တမရှားပါမှုကြောင့် ကျိုးစနစ်အဆုံးသတ်သွားစေဖို့လည်းဦးတည်ခဲ့ပါတယ်။နောက်ထပ်သမိုင်းဝင်ဖြစ်ရကတော့အင်္ဂလန်နိုင်ငံကဒုတိယကမ္ဘာစစ်အတွင်းမှာဘုံကျဲတိုက်ခိုက်ခံခဲ့ရသေးရပါ။ဂျာမန်လီတပ်ဟာလန်ဒန်နဲ့အခြားမြို့ကြီးတွေကိုနေရောညပါရရှိကြတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အင်္ဂလိပ်လူမျိုးစုတွေကစီးလုံးညီညွတ်မှုနဲ့ခံနိုင်ရှိမှုကိုပြသနိုင်ခဲ့ပြီးတော့စစ်ပွဲရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ဒီဖြစ်ပျက်တွေကအင်္ဂလန်နိုင်ငံရဲ့သမိုင်းကြောင်းယဉ်ကျေးမှုနဲ့နိုင်ငံရေးခြေနေတွေကိုတိုးတက်ပြောင်းလဲစေခဲ့တဲ့ဖြစ်ရပ်တွေဆိုလို့ရှိရင်လည်းမမပါဘူး။နိုင်ငံရေးတည်ငြိမ်မှုကစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။အင်္ဂလန်ရဲ့တည်ငြိမ်တဲ့ပါလီမန်စနစ်နဲ့တရားဥပဒေစိုးမိုးမှုကနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လန်ဒန်ဟာကမ္ဘာအကြီးဆုံးငွေကြေးဖို့ဌာနတွေကတခုဖြစ်လာခဲ့ပြီးတော့စီးပွားရေးရဲ့အဓိကမောင်းမြစ်ဖြစ်တဲ့ဘဏ်လုံငန်း အမခန်နဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအလွန်အားကောင်းလာခဲ့ပါတယ်။နိုင်ငံရေးဆုံးဖြတ်ချက်တွေကစီးပွားရေးအခြေအနေကိုလည်းတိုက်ရိုက်ပြောင်းလဲနိုင်ပါတယ်။ဥပမာ Brexit ဆုံးဖြတ်ချက်ကြောင့်ဥရောပစည်းကွင်းနဲ့ကုန်သွယ်ရေးဆက်ဆံရေးတွေပြောင်းလဲသွားခဲ့ပြီးတော့စီးပွားရေးမှာစိန်ခေါ်မှုအသစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းအစိုးရကယင်းနှိမ့်မြုံနှံသူတွေကိုဆွဲဆောင်မှုအခွန်မူဝါဒတွေယင်းနှိမ့်မြုံနှံမှုစီစဉ်နေချမှတ်ပြီးတော့လည်းစီးပွားရေးကိုထိန်းချုပ်မောင်းနှင်ခဲ့ပါတယ်။ နိုင်ငံရေးဆုံးဖြတ်ချက်တွေကနှီးပညာဖွံ့ဖြိုးတိုးတက်မှုအတွက်ပတ်ဝန်းကျင်ကောင်းကိုဖန်တီးပေးနိုင်ပါတယ်။နှီးပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက်အင်္ဂလန်အစိုးရက Digital အခြေခံအဆောက်အအုံတွေဖြစ်တဲ့ 5G ကွန်ရက်တွေ၊ဉာဏ်နှုန်းမြင့် Internet တွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံပါတယ်။ဒီလိုပံ့ပိုးမှုတွေကနှီးပညာကုမ္ပဏီတွေဖွံ့ဖြိုးဖို့အတွက်အရေးကြီးပါတယ်။ဒါပြင် AI လိုနှီးပညာတွေပေါ့နိုင်ငံတကာစီးမြင်တွေချမှတ်ရမှာလေအင်္ဂလန်ဟာဥဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ စီးပွားရေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကနီးပညာစမ်းသစ်တည်ထွင်မှုကိုအားပေးပြီးတော့နီးပညာကလည်းစီးပွားရေးကိုပြန်လည်မောင်းနှင်ပါတယ်။အင်္ဂလန်နိုင်ငံကပထမအဦးဆုံးစက်မှုဒေါ်လာရင်းကိုစတင်ခဲ့တဲ့နိုင်ငံဖြစ်တဲ့အတွက်စက်မှုကုန်ထုတ်လုပ်ရေးမှာခိုင်မာတဲ့အခြေခံရှိပါတယ်။ယနေ့ခေတ်မှာတော့အိစက်မှုလုပ်ငန်းတွေက digital နီးပညာတွေအလိုလျောက်စနစ်တွေနဲ့ပေါင်းစပ်ပြီးတော့ပုံမှုခင်မိလာပါတယ်။အင်္ဂလန်ရဲ့နိုင်ငံရေးတည်ငြိမ်မှုတွေကစီးပွားရေးကိုအားပေးပြီးတော့စီးပွားရေးကနီးပညာတွေကိုရင်းနှီးမြှုပ်နှံပါတယ်။ ဒီနည်းပညာတွေကလည်းစီးပွားရေးကို ပြန်လည်အားဖြည့်ပြီးပြီးတော့အစိုးရရဲ့ပံ့ပိုးမှုတွေနဲ့အတူနိုင်ငံကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်နိုင်စေခဲ့ပါတယ်။ဒါပြင်အင်္ဂလန်ရဲ့ပညာရေးစနစ်ကကမ္ဘာမှာအဆင့်တန်းမြင့်မားပြီးတော့အလေးထားခံရတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတည်တည်ကအကြောင်းအောင်ထောင်ပေါင်းများစွာကအင်္ဂလန်ကိုပညာသင်ကြားဖို့ရောက်ရှိလာကြပါတယ်။ဒီလိုနိုင်ငံတကာကျောင်းသားအများပြားရှိတာကနိုင်ငံရဲ့ပညာရေးစီးပွားရေးနဲ့ယဉ်ကျေးမှုအတွက်အကျိုးရှိစေပါတယ်။ ညာရေးအနေနဲ့ဆိုရင်လည်းအင်္ဂလန်နိုင်ငံမှာကမ္ဘာကျော်ပြီးအရေးသွေးမြင်ပါတဲ့တက္ကသိုလ်တွေအများအပြားရှိပါတယ်။ပညာရေးနဲ့ပတ်မှာဆိုလို့ရှိရင်လည်းအင်္ဂလန်ကထိပ်ဆုံးမှရှိကြပဲဖြစ်ပါတယ်။ University of Oxford, University of Cambridge, Imperial College London, University College London နဲ့အခြားဆင့်မြင့်ပညာရေးကို သင်ကြားနေတဲ့တက္ကသိုလ်တွေရှိပါတယ်။ အင်္ဂလန်နိုင်ငံရဲ့တက္ကသိုလ်တွေကကမ္ဘာတဝန်းကကျောင်းသားတွေကိုဆွဲဆောင်နိုင်တဲ့ရည်ချင်းရှိတဲ့ပညာရေးစနစ်ကိုပိုင်ဆိုင်ထားပါတယ်။တက္ကသိုလ်တွေကပညာရေးအတွက်သာမကကမ္ဘာစီးပွားရေးလူမှုရေးနဲ့ဤပညာတိုးတက်မှုအတွက်အရေးပါတဲ့အခမ်းအနားကနေပါဝင်နေပါတယ်။အင်္ဂလန်ရည်ချင်းမှုကကမ္ဘာဆင်ပြီးပြီးတော့တမိုင်းကျောင်းကျွေးပါပါတယ်။အင်္ဂလန်လူမျိုးတွေရဲ့ထင်ရှားတဲ့ထူးခြားချက်တွေကတော့ရိုးရဓလေ့တွေဟာသဉာဏ်ပညာနဲ့ရင်ကျေးဖော်ရည်မှုတို့ပဲဖြစ်ပါတယ်။ တော်ဝင်မိသားစုဟာအင်္ဂလန်ယဉ်ကျေးမှုရဲ့အရေးပါတဲ့သင်္ကေတတစ်ခုပါဘက်ကီယမ်ပဲလီနဲ့ဝင်းစာရဲတိုက်လိုမျိုးတော်ဝင်နေရင်တွေကကမ္ဘာလက်ခီးတွေတွေကိုအဓိကဆွေးဆောင်ရနေရာတွေဖြစ်ပါတယ်အင်္ဂလန်နိုင်ငံမှာဆိုရင်လက်ဖက်ရည်တောက်သုံးတာက နေစဉ်ဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်တနေ့ကိုလက်ဖက်ရည်နှစ်ခွက်ကနေငါးခွက်ထိတောက်သုံးကြပါတယ်ရှေးစပီးယားလိုကမ္ဘာကျော်စာရေးဆရာတွေတပ်ပီတဲ့နဲ့ကွင်းလိုအမှုပညာရှင်တွေကြောင့်အင်္ဂလန်နိုင်ငံဟာဂီတနဲ့ စာပေလောကမှာလည်းအကြီးအကျယ်လွှမ်းမိုးမှုရှိပါတယ်။ဂီတာနဲ့စာပေတွေထူးခြားသလိုပဲအင်္ဂလန်ဟာခီးသွားလာရေးအတွက်စိတ်ဝင်စားစရာကောင်းတဲ့နေရာမျိုးစုံရှိပါတယ်။လန်ဒန်မြို့ဟာကမ္ဘာပေါ်မှာခီးသွားအများဆုံးလာရောက်တဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ Tower of London, London Eye နဲ့ British Museum တို့လိုထင်ရှားတဲ့နေရာတွေအများကြီးရှိပါတယ်။ စတောဝက်လိုကြောက်ခိထိမ့်မနေရတွေယောမခိရေချိုးကန်နဲ့ရှေးဟောင်းရေးတိုက်ကြီးတွေကအင်္ဂလန်ရဲ့ကျွဲဝါးတဲ့သမိုင်းကိုထင်ဟနေစေပါတယ်။ Latest တွင်နဲ့ Jurassic Coast လိုနေရာတွေမှာလှပတဲ့တောင်တန်းတွေရေကန်တွေနဲ့ပင်လယ်ကမ်းရိုးတန်းတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။ Cosworth လိုရွာလေးတွေကနေကျေးလက်နေအင်္ဂလန်ဘဝရဲ့အငွေသက်ကိုခံစားဖို့အကောင်းဆုံးနေရာတွေပါပဲ။ကြောက်ရင်လေးတွေစိမ့်ဆုံနေတဲ့ကွင်းပြင်တွေနဲ့စိတ်အေးချမ်းသာယာမှုတွေကိုပေးစွမ်းနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံမှာပြတိုင်းတဲ့ယဉ်ကျေးမှုနေရာအများစုကိုအခမဲ့ဝင်ရောက်လည်လာနိုင်တာကလည်းခီးသွားတွေအတွက်အားသာချက်တစ်ခုဖြစ်ပါတယ်။၂၁ရာစုမှာတော့အင်္ဂလန်နိုင်ငံကအလုံသမားပါတီရဲ့ဒုတိယခေါင်းဆောင် Bridget Phillipson နဲ့ Lucy Powell တို့ကြားမှာယာရုနေရာအတွက်အပြိုင်ဆိုင်ဖြစ်နေပါတယ်။ရွှေပြောင်းခြေချသူတွေနဲ့ပတ်သက်ပြီးတော့အင်္ဂလန်နိုင်ငံအတွင်းမှာသဘောထားကွဲလွဲမှုတွေနဲ့ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ ရွှေပြောင်းချေချသူတွေကိုဟိုတယ်ရီမှာနေရာချထားတာကိုကန့်ကွက်တဲ့ဆန္ဒပြပွဲတွေလည်းရှိနေပါတယ်။2025ခုနှစ်ပထမ3လပတ်မှာ GDP တိုးတက်မှုအကောင်းခဲ့ပြီးမယ်။ကြန့်ရှိတဲ့တစ်နှစ်တာအတွက်စီးပွားရေးတိုးတက်မှုနှိပ်ကွေးလာနိုင်မယ်လို့လည်းခန့်မှန်းထားပါတယ်။လောက်ခလာစာရီမြင့်တက်လာပြီးတော့အိမ်သုံးကုန်ကြမ်းစည်တွေတက်လာတာကြောင့်ငွေကြေးဖောက်ပွားမှုဟာ2025ခုနှစ်စာအုပ်ရာသီမှာအမြင့်ဆုံးအခြေအနေကိုရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ခုဆိုရင်တော့အင်္ဂလန်နိုင်ငံရဲ့သမိုင်းကြောင်းတစ်ချောင်းမှာဖြစ်ပေါ်ခဲ့တဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဘလို့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်လို့ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။နောက်ပိုင်းတွေမှာပြန်တွေ့မယ်နော်။